အရှိမလည်းရောင်းသေးတယ်ဒီလှဲမှလည်းစိုင်းမုံနှစ်ခုရှိတယ်အရှိမဟိုဒီဒီလှဲလေးနဲ့တင် သုံးမျိုးရှိပြီပေါ့နော်ပစ္စည်းရောင်းတာအရှိမလည်းရောင်းခဲ့တာအများကြီးရှိတယ်ဒီလှဲနဲ့တင်သုံးခုမှမှတစ်ခုလောက်တယ်အဆင်မပြေတစ်ခုလောက်တယ်အဆင်မပြေပေါ့နော်အဲ့နဲ့နောက်ဆုံးမှအတိရောက်မှုစိတ်ကူးမိလိုက်တာမှ အတိတော့အဖြေထွက်တယ်ဟိုဟာဟိုငပြိုင်ရိုးပါဘူးကြတော့လေကိုကိုတိုင်းကတိတ်မကြိုက်ဘူးဆိုတော့ဘလို့လုံးဝင်ကောင်းလဲပေါ့နော်တွင်းနဲ့ဒီ source ကိုသွားစဉ်းစားမိတာမှာ source ဆိုတာပေါ့ဟိုဟို YouTube တွေမှာလည်းကြည့်ဘူးတယ်လေဟိုထိုင်းမှာစားတာတို့ဘာလို့လေဟိုကြည့်ဘူးအပြင်မှာတော့မစားဘူးအဲ့နဲ့ပေါ့ကိုရှောက်ပြီးဆန်းလုံးကြည့်တာချန်ဆန်းလုံးကြည့်ပြီးတော့မှဒါလေးဖြစ်လာတာပေါ့ဟောဒီ source လေးထူးခြားချက်လာမှာ အဲဟုတ်တယ်ဟုတ်တယ်ပြပြကလေးဖြစ်မယ်ပြီးလို့ရှိရင်ငံပြာရည်အနံ့ငပိနဲ့အရင်မဟောင်နေဘူးပေါ့နော်အဲ့ဒီကသူ့ထူချားချက်ဖြစ်မယ်ထင်တယ်နောက်တစ်ခုကဟိုလေး sauce ကိုအချိုလေးလုပ်ပေးထားတာလူလူလူမရွေးဟိုအဲ့ အရှိမလည်းရောင်းသေးတယ်ဒီလှဲမှလည်းစိုက်မုံနှစ်ခုရှိတယ်အရှိမဟိုဒီဒီလှဲလေးနဲ့တင်သုံးမျိုးရှိပြီပေါ့နော်ပစ္စည်းရောင်းတာအရှိမလည်းရောင်းခဲ့တာအများကြီးရှိတယ်ဒီလှဲနဲ့တင်သုံးခုမှမှတစ်ခုလောက်တယ်အဆင်မပြေတစ်ခုလောက်တယ်အဆင်မပြေပေါ့နော်အဲ့နဲ့နောက်ဆုံးမှအတီးရောက်မှုစိတ်ကူးမိလိုက်တာမှအတီးရောက်မှုစိတ်ကူးပြီးတော့ဟိုဟာအတီးတော့အဖြေထွက်တယ်ဟိုဟာဟိုငပြိုင်ရိုးပါဦးကြတော့လေကိုကိုတိုင်းကတိတ်မကြိုက်ဘူးဆိုတော့ဘယ်လိုလုပ်ရင်ကောင်းမလဲပေါ့နော် twin နဲ့ဒီ source ကိုသွားစဉ်းစားမိတာမှာ source ဆိုတာဘောဟိုဟို YouTube တွေမှာလည်းကြည့်ဘူးတယ်လေဟို time မှာစားတာတို့ဘာတို့လေဟိုကြည့်ဘူးအပြင်မှာတော့မစားဘူးအဲ့နဲ့ကောက်ကိုရှောက်ပြီးဆန်းလုံးကြည့်တာရှန်ဆန်းလုံးကြည့်ပြီးတော့မှဒါလေးဖြစ်လာတာဗောဟုတ်ဒီ source လေးထူးခြားကြလားမအဲဟုတ်တယ်ဟုတ်တယ်ပြစ်ပြစ်ကလေးဖြစ်မယ်ပြီးလို့ရှိရင်ငံပြားရေအနံ့ငပိနဲ့အရင် မဟောင်နေဘူးပေါ့နော်အားလေးကတူထူချာချက်ဖြစ်မဲ့တဲ့နဲ့နောက်တစ်ခုကဟိုလေး source ကိုအချိုလေးလုတ်ပေးထားတာလူလူလူမရွေးဟိုအဆက်အပေါ့ဟိုပြင်းပြင်းအဲအဲ့လိုမျိုးလေးစားလို့ရအောင်အချိုလေးလုတ်ပေးထားတယ်အချိုလာတော့မှအဆက်ကိုကြိုက်တယ်လို့ထည့်တာပေါ့နော် အချိုကြီးပဲလဲရတယ်အသေးနာတော့မှ အခုလောလောဆယ်မှာဆိုတမျိုးချက်ဟုတ်တယ်ဟုတ်တယ်ရာသီပေါ်မှအချင်းသီးတွေဆိုပို့လိုက်တာပေါ့ မချင်းနဲ့ပြီးဆိုပန်သစ်တော်တစ်မျိုးပဲရှိမယ်ကျန်တဲ့ဟာရဆို အချင်းသီးတွေဒီ source နဲ့အချင်းသီးအကုန်လုံးနဲ့လိုက်တယ်ပန်သစ်တော်ကဘာကြောက်ထဲလဲဆိုဒီငပိနဲ့တော့ပန်သစ်တော်ကစားကောင်းလို့ဟောဟောဟောမြင်လားတကယ်တော့အချင်းမောင်းလုံးဝမကြိုက်ဘူးအချင်းတစ်စမ်းမှမကြိုက်တာအဲဘာမှအဆက်တိအငံနေတော့ကြိုက်တယ်ဟိုအရှိမကြတော့ကိုကြိုက်တာရေရောင်းခဲ့ပြီးပြီလေအခုကျတော့ဟိုသူများကြိုက်တာကိုစဉ်းစားလိုက်တာပေါ့နော်အဲအဲ့လိုအဲ့လိုခက်ခဲပါတယ်မဟိုတယောက်ထဲလဲဖြစ်တော့လေဟို စားလုံးကလေးကပဲအလုံးပဲလုံးလုံးပေါ့နော်ဟိုငါတယောက်တည်းဘာလုံးနိုင်လဲဟိုအရင်တွေးတယ်ဟုတ်ဟုတ်ဟုတ်အဲဆိုဟိုဘေးအကူဆိုတာနောက်မှလေဆိုတော့တကူရေလုံးနိုင်တဲ့ဟာကိုအရင်စဉ်းစားတာဟုတ်နည်းနည်းတော့ခက်ခဲတယ်မှာနည်းနည်းလေးပင်ပန်းတာပေါ့လိမ့်စာကဒေဥစာဟိုရွှေကုန်းတိုင်းလမ်းမကြီးပေါ်မှာရှိတဲ့တာမွေအဝိုင်းထိပ် Ocean Bay ကရက်ကအောင်ချမ်းသာအင်ညာအရှိတက်တက်မှာ ဟုတ်ဟုတ်မနေ့ဟွာဘော10နိုင်ခွဲ17နိုင်လောက်ကနေညနေ9နိုင်ခွဲလောက်ထိရတယ်ဟုတ်ရောင်းရလဲဆိုဘူးရီတွန်းနေဆိုရင်မှ15ဘူးနဲ့ပုံမှန်ပေါ့နော်15ဘူးနဲ့ဘူး30ချားလောက်တော့ရောင်းရတယ်ဟုတ်ဟုတ်ဟုတ်ဈေးနှုန်းလေးကဟွာအသီးတုံးမှာဆိုရင်2500ကနေပြီးတော့12000တိရှိတယ်အသီးအဆုံဆိုရင်12000ပေါ့နော်2500တော့တည့်ရသီးတစ်မျိုးတည်းမကလာသီးတစ်မျိုးတည်းဆို2500ကျန်တဲ့အသီးတွေကတော့တစ်မျိုးတည်းဟို သူ့ဟာအမျိုးမျိုးပြောင်းသွားတယ်မဟုတ်ဟုတ်ဟုတ်ဩအဲ့ဒါကတုတ်တယ်ဆိုတဲ့ဟာငပိနဲ့တုတ်တာကိုပြောတာမအဲငပိနဲ့တုတ်တာတုတ်တုတ်စားတဲ့ဟာတို့စားတဲ့ဟာကြတော့ဟိုဟာ source နဲ့စားတာ source နဲ့ကမနေရအောင်တို့ပဲတို့စားရမှာတကယ်ကလို့နေပြစ်လိုက်လို့ရှိရင်အရသာတို့စားတဲ့အရသာနဲ့တော်တော်ကြီးကွဲဝါးလိမ့်မယ်ဟုတ်ဟုတ်မယောင်းခင်မှာစမ်းတတ်တာလေနှစ်လားလောက်တော့ကြာလို့ဘာဘာလို့လှုပ်ဖို့စဉ်းစားတာပေါ့ဒီ source ကိုလေလှုပ်လိုက် မဖြစ်လိုက်လုံးလိုက်မဖြစ်လိုက်ဟိုကောဟိုတခါမှလည်းမလုပ်ဘူးစားလည်းမစားဘူးထိုင်းတချို့အရှိမရောင်းခဲ့တာထိုင်းတေးစ်နဲ့တူတယ်ဆိုပြီးတော့ပြောခဲ့တယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်တင်မောတိတောင်းလို့ဘာလို့စားခဲ့တဲ့အရာတာနဲ့ချိန်ပြီးပြောတာထိုင်းဆော့စ်မစားဘူးမစားဘူးအဲ့ဒါနဲ့ ထိုင်းဒစ်ကိုသွားတယ်ပေါ့နော်ဆိုပြီးတော့အဲ့လိုမျိုးလေးပြောပြီးရောင်းတယ်အမှဟိုအိအိရတာကိုဆန်းတဲ့ခါမှာကိုကမကြိုက်တော့ခလေးတွေတားလို့ရှိတယ်တားတော့တငယ်ချင်းလေးတွေကိုကျွေးတယ်ဒီနားဟိုအမတွေဟိုသာရှိတယ်သူတို့တွေကိုကျွေးကြည့်တယ်အသူတို့ကစားကောင်းတယ်တဲ့ရောင်းကြည့်ရဲဆိုတာနဲ့ရောင်းပြစ်သွားတာပေါ့ဟုတ်မဆော့စလေးဟမ်လာပြီးတော့တကူတကလေးတချို့လာရှာစားကြတယ်အရန်ကျေစုတင်ပါတယ်လို့ဟုတ်ဟို လာပြီးတော့မြင်းဆန်းကြည့်ပါလို့ source ကိုပဲဖြစ်ဖြစ်ဒီငပိနဲ့တောက်တာကိုကြိုက်တာပဲဖြစ်ဖြစ်ပေါ့နော်။လာရောက်အားပေးပါအောင်လို့